တခါဝင်မှုဒေါ်လာတရားပေးရတဲ့ဒီမျိုးမှာလူတွေထက်တလိမ့်ဆန်းတွေကိုအလေးပေးကြတယ်။ပရိသတ်ကြီးရဲ့ဒီနေ့ကျွန်တော်ပြောပြမယ့်မျိုးတွေတင်းတခါဝင်မှုဒေါ်လာတရားကျော်ပေးရပါလိမ့်မယ်။ဒါပေမဲ့အဲ့ဒီမျိုးတွေမှာတင်းလားထက်ပိုပြီးနေထိုင်ခွင့်တော့မရှိပါဘူး။အဲ့ဒီကတလိမ့်ဆန်းတွေဟာလူတွေထက်တောင်မှပိုလေးထားခံနေရပေမဲ့အဲ့ဒီမျိုးကိုလူတွေကတော့အယံလာခြင်းနဲ့ကြပါရဲ့။ဒီမျိုးဟာကမ္ဘာပေါ်မှာကာဝယ်မှုအများဆုံးလုပ်ထားတဲ့မျိုးတစ်မျိုးဖြစ်ပြီးလူကြတဲ့စီမင်းစည်းကမ်းတွေလည်းထားရှိသလိုကမ္ဘာပေါ်မှာအထူးခြားဆုံးလေဆိပ်တစ်ခုလည်းတည်ရှိလိုနေပါရဲ့။ ပို့ပြီးတော့ထူးခြားဆုံးကတော့မြူရဲကိုဝင်လိုက်တာနဲ့လမ်းပေါ်မှာအေးအေးဆေးဆေးအိတ်နေတဲ့ဒလိတ်ဆန်တွေကိုမြင်တွေ့ရမှာပါ။ကဲဒီနေ့မှတော့ကဘာပေါ်ကနေရာအခုတရာမှာတနေရာတော့မရှိနိုင်တဲ့တမှုထူးခြားလာတဲ့ကာသာဘဲကော့စ်ကျွန်းစုစီကိုတင်ဝလေးခေါ်ပြီးသွားမှာဖြစ်ပါရဲ့။ဒါနဲ့ဗီဒီယိုလေးမစခင်ကျွန်တော်ရဲ့ Top Fan Page ကိုလည်း Like and Follow လုပ်ဖို့မမေ့ပါနဲ့ဦးဗျ။ကာသာဘဲကော့စ်ကျွန်းစုဟာ Pacific သမုဒ္ဒရာအလယ်မှာရှိတဲ့ကျွန်းစုတစ်ခုဖြစ်ပါရဲ့။သူတို့ကိုသွားလည်ဖို့ဆိုရင် Equator ကနေတနအာရီကြာ၄မြန်ပြန်တန်းရမှာပါ။ ခကြီးကလမ်းပေမဲ့အဲ့ဒီကျုံးပေါ်ရောက်ရင်ကဘာဘဝတခြားဘယ်နေရာတွေမှာမှမတွေ့မြင်နိုင်တဲ့တဘာဝအရာတွေကိုအမြင်တွေ့ရတော့မှာပါဒီနေရာဟာကဘာဘဝမှာရှာမရှာနေရာတစ်ခုဖြစ်ပါရည်ရှာလို့လို့နာမည်ကျော်ပညာရှင်ဒါဝင်ကိုရိုင်းကအဲ့ဒီကျုံးကိုတာပြီးအလေးဆန်ကြီးရဲ့စင်ငယ်ဖြစ်စဉ်ကိုစူးစမ်းလေ့လာခဲ့ပါရည်ဟုတ်ပါရည်ဒီကလာပေဟော့စ်ကျုံးပေါ်ကတလိဆန်နေကြောင်းအရေးပါလာတဲ့စင်ငယ်ဖြစ်စဉ်သီအိုရီကိုသူဖော်ထုတ်နိုင်ခဲ့တာပါဒီနေရာဟာအရေးပါပြီးရှာပါတဲ့နေရာတစ်ခုဖြစ်တာကြောင့်ပဲ ူသားမျိုးတွေကဒူးကျုံးကိုတခြားဘယ်နေရာနဲ့မှမတူအောင်တင်းတင်းကြပ်ကြပ်ကာဝေးထားပါရယ်သူတို့တွေဒီကျုံးကိုဘလို့စီမင်းအစစ်စစ်နဲ့ကာဝေးထားကြတယ်လဲဒီကျုံးပေါ်မှာဘလို့ထူးခြားတဲ့အရာတွေရှိနေလဲဆိုတာကြည့်လိုက်ကြရအောင်ပါနံပါတ်1ကားထပ်မထားတော့ခြင်းအစိုးရကကျွန်းကျွန်းလုံးမှာရှိတဲ့ကားရည်အတွက်ကိုပုံသေးကန့်သက်ထားပါရယ်ဒါကြောင့်လက်ရှိလမ်းဒီဘော်ကကားစီရည်ထက်ပိုတိုးလို့မရတော့ပါဘူးမဖြစ်မနေကားသေးဝင်လာရဲဆိုရင်တော့မှရှိပြီးသားကားစီကဒီကျုံးပေါ်ကနေပျောက်ကွဲသွားပါမယ်နံပါတ်2လီယံပိုခွင့်မပြုခြင်း ီကျွန်းစီရဲ့ရေပြင်ပေါ်မှာတည့်ရဲ့လေအသေးတစ်စီးကိုထပ်ထားလို့မရပါဘူး။လေပမာဏကိုလက်ရှိထပ်ပုံမတိုးဖို့စည်းကမ်းချက်ကိုကျွန်းစုကသူတွေကလိုက်နာကြရပါရင်အဓိကရွေချက်ကသမုတ်တရားကြီးနဲ့လက်ဆန်တွေကိုကာကွယ်ဖို့အတွက်ပဲဖြစ်ပါရင်။နံပါတ်၃နေထိုင်သူထပ်လက်မခံခြင်း။ဟုတ်ပါရင်ဒီကျွန်းကိုလာခြင်းတဲ့သူတွေအများများပဲမဲ့ကျွန်းကတော့လူတွေကိုထပ်လက်မခံတော့ပါဘူး။ဒီအနေနဲ့အီကွေဒေါနိုင်ငံသားဖြစ်တဲ့ဆိုရင်တော့ဒီကျွန်းမှာနှစ်လထပ်ပို့ပြီးလာနေထိုင်လို့မရပါဘူး။ ဒီကျုံးမှာမြို့သူမြို့သားဖြစ်ဖို့ဆိုအနည်းဆုံးအချိန်၁၀နှစ်ကြာကြာနေထိုင်နာတဲ့တပ်တန်းရှိမှရပါမယ်။နံပါတ်၄စီးမရှိကမ်းမရှိခရီးသွားတွေကိုလုံးဝလက်မခံပါဘူး။ဒီကျုံးဟာပေါပြက်ပြက်နဲ့စီးကမ်းမရှိတဲ့ခရီးသည်တွေကိုလုံးဝဝေမခံပါဘူး။ဘဝလေခရီးသည်တခုနေနဲ့ကျုံးမှာခြေတစ်ခါရှာဖို့အတွက်ဒေါ်လာတရာပေးရပြီးမကြာမီမှာဒေါ်လာ၄၀၀အထိတောင်မှဒေါ်လာနိုင်ပွဲရှိပါရယ်။အဲ့လိုတန်ဖိုးမြင့်လိုက်တာကြောင့်ဘလိုအပ်တဲ့ခရီးသွားရေအတွက်ကိုညော့နေသွားစေပြီး ဂျော်လင်းကိုတကယ်တန်မိုးထားလို့တကူတကလာခြင်းသူတွေကိုစကားဆစ်ချလိုက်တဲ့သဘောဖြစ်ပါတယ်။ဒီမျိုးကဝင်ဖို့ဒီလောက်ဝင်ကြေးများကြီးတောင်းရတာအစိုးရကဘုံများပုံမှုလားဘာများလုပ်ဖို့လဲလို့ထင်ကောင်းထင်ကြရှိပေမဲ့တကယ်တော့အဲ့လိုမျိုးမဟုတ်ပါဘူး။အဲ့ဒီမျိုးဟာတဘာဝမျိုးသားဥယျာဉ်ကြီးရဲ့ဘေးပတ်လဲမှာဝေးရံထားတာကြောင့်သူ့ကိုထိမ့်သိမ့်မှုစရိတ်စကားကအရန်ကိုမှများလွန်းလို့ဖြစ်ပါတယ်။နံပါတ်၅ပြင်ပအစားစာတင်မလာရပါဘူး။ဂျွန်းစီကိုပြင်ပကအစီအစံနဲ့တည်တည်တွေတခါသုံးပလတ်စတစ်အိတ်တွေယူလာတာကိုလည်းတားမြစ်ထားပါရဲ့။ မယမကကိုးတေလာဘူးကိုလည်းမတွေးပါနဲ့။တင်းယူဆောင်လာသမျှဟာဒီစိမ့်မှာအေးဆွေးနဲ့စကန်ဖတ်တာခံရမှာမို့လို့တေချာပေါက်ပြီးပါလိမ့်မယ်။အဲဒီကတာဝန်ရှိသူတွေဟာဒေတာရင်းသဘာဝအခြေအနေကိုအိကိုက်စေနိုင်တဲ့ဘယ်ရာကူမှယူဆောင်ခွင့်ပြုမှာမဟုတ်ပါဘူး။နံပါတ်6လေရုညဉ့်ညံဆွေးတဲ့လေးစိတ်လုံးဝမရှိပါဘူး။ကမ္ဘာပထမအဦးဆုံးဂီဟာဗီရာစနစ်နဲ့ကိုက်ညီတဲ့လေးစိတ်ကိုဒီကျုံမှတိဆောက်ခဲ့တာပါ။လျက်စစ်စွမ်းရင်ကိုတရားရဂိုင်းတော့တုတ်ပြုတ်ပြီးဘလတ်စတစ်ဒေကင်းစင်ကတဘာဝပတ်ဝန်းကျင်နဲ့တဟဇာတာဖြစ်အောင်လုပ်ထားတဲ့အီယာမလေးစိတ်ကြီးလက်ဖြစ်ပါရင် နမခွန်အလေးစံဒီကို လုံးဝမထီရပါဘူးတင်းနေတဲ့ဒီမြူရဲကိုရောက်သွားမယ်ဆိုလို့ရှိရင်ချစ်ဖို့ကောင်းတဲ့ဒလိစံကောင်းကောင်းကိုမြင်လိုက်လို့သွားပြီးတော့ဂိုင်းမမတွေးလိုက်ပါနဲ့ဒီကျုံးဘောကမိသီးဒလိစံကိုမှသွားပြီးတော့မထီရပါဘူးအစာကျွေးတာမျိုးလည်းမလုပ်ရပါဘူးကျုံးဘောမှာရှိတဲ့မိသီးနေရာမှမစိုးလောင်းအိမ်ဖြစ်မချုံတော့ရဆိုတဲ့စီကန်းနေလဲအင်းင်းချက်ချက်ထုတ်ပြန်ထားပါရဲမလိုက်နာတဲ့သူတွေကိုလည်းဥပရိယဖမ်းဆီးပြီးအေးအေးရာမျိုးလည်းလုပ်လို့ရှိပါရဲဒါကြောင့်လူတွေကိုဖုတ်လိုက်တဲ့ငပိရှိတဲ့လို့ပို့သဘောမထားပဲမြို့ပေါ်မှာအေးအေးဆေးဆေးလန်တလားနေကြတဲ့လိမ့်ဆန်တွေကို ဒီကျုံမမမြင်ကြမှာပါမြို့လယ်နဲ့နှစ်မိနစ်လောက်ဝေးတဲ့နေရာမှာတော့လွလွလပ်လပ်တဘာဝအတိုင်းရှင်တန်နေတဲ့လက်တွေကိုဘောဘောမင်းများမြင်တွေ့နိုင်ပါ रे နံပါတ်၈တလိษံတွေကိုအနောက်ရှက်မပြုတ်ရပါဘူးဒီကျုံမှာတင်တလိษံအပြစ်မွေးဖွားလာရင်ဒါအကန်ထူးတယ်လို့ဆိုရပါမယ်ဒီကျုံမှာတလိษံတွေအားလူသားတွေထပ်ပို့ဦးစားပေးခံရပြီးဘယ်တတ်တော်မဆိုးလမ်းမတွေထပ်မှာလွလပ်စွာသွားလာနိုင်ကြပြီးတလိษံတကောင်လမ်းမဖြတ်ကူးရဲဂါရီကအထူးတလေးကိုရက်ဆောင်ပြရပါတယ် ဒီမျိုးပေါ်ရောက်တာနဲ့တလိဆိုင်တွေကို VIP မျိုးကြီးသားတွေအဖြစ်တင်မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ဘယ်လဖျံကောင်ဟာဖန်ခံရမှာကိုကြောက်စရာမလိုပဲ။ကန်းစနာကလမ်းမေးပလက်ဖောင်းမှာအေးအေးဆေးဆေးနဲ့အိတ်နေနိုင်ပါရဲ့။ဒီလိုမျိုးတဘာဝတရားကြီးနဲ့မျိုးကြီးကအံ့ဩစရာကောင်းစွာပဲတပားရဲရှိနေတာဖြစ်ပါရဲ့။ဒါကြောင့်တင်တို့အနေနဲ့ဒီမျိုးကိုသွားလှည့်တဲ့အခါဒေါ်လာတရားပေးရတာကိုနှမျိုးစရာလို့မထင်နေပါနဲ့။ဒီကလာဖဲလော့စ်ပေါ်ကမယုံနိုင်စရာတဘာဝတရားရဲ့ရောရိုက်တလိဆိုင်တွေကိုမြင်ရင်ပေးရတဲ့အပိုးကားနဲ့ထိုက်တန်ကြောင်းကိုပို့ပြီးတော့တည်လာပါလိမ့်မယ်။ အခုတင်ဆက်ပေးခဲ့တဲ့အစီအစဉ်လေးကတော့သိဝင်စားစရာလည်းကောင်းအံ့ဩစရာလည်းကောင်းတဲ့ရုံးစုမျိုးလေးတစ်မျိုးအကြောင်းကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နောက်ထပ်လည်းသိဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးပါဦးမယ်။အစောဒီချပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။